င်္ဂလာပါရှင်မက်ရှလာ26ရက်ဗုဒ္ဓဘူးနေ့ရဲ့တိမပွေရသတင်းကဘာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစားတင်ဆက်ပေးမှာကတော့ထိုင်းဝင်ကြီးချုပ်အယုံကြည်မရှိအဆိုတင်သွင်းခံရတဲ့သတင်းဖြစ်ပါတယ်။ထိုင်းဝင်ကြီးချုပ်ပေတိုနန်ရှနာဝထရာဟာမက်ရှလာ24ရက်မှစာက လွတ်တော်တွင်အယုံကြည်မရှိအဆူတင်သွင်းမှုနှင့်ရင်ဆိုင်နေရပြီးသူ့ရဲ့စွမ်းဆောင်ရည်နိုင်ကြသောစီဝါရေးဩဇာကြီးဖခင်ဖြစ်သူကသူ့အဆူရအဖွဲ့အပေါ်ဩဇာလွှမ်းမိုးမှုတို့နဲ့ပတ်သက်လို့အတိုက်ခံများကမေကွန်းထုတ်ရန်ရှိနေပါတယ်။သဘောထားစစ်တမ်းများတွင် ထောက်ခံမှုအားနည်းသွားသောညလေး Mrs. Petonton ဟာတည်ငြိမ်သောအနေအထားဖြင့်အခြေတင်ဆွေးနွေးပွဲသို့လာရောက်ခဲ့ပြီးပါလီမန်အမတ်နေရာအများစုပိုင်ဆိုင်ထားတဲ့အာနာယညွန်မောင်အဖွဲ့တွင် ကမောကမလက္ခဏာများမပြသခဲ့တာကြောင့်မတ်လ26ရက်မဲခွဲဆုံးဖြတ်ချိန်တွင်၎င်းစုဟာအောင်မြင်နိုင်ဝင်မရှိဘူးလို့ဆိုပါတယ်။ Mrs. Beaton နဲ့ဟာအကျိုးစီးပွားပဏိပခများနဲ့အာဏာအလွဲသုံးစားမှုတို့ဖြင့်တရားစီရင်ခံရကပြည်ပသူ15နှစ်ကြာထွက်ပြေးတင်းရှောင်ခွဲရတဲ့ဖခင်ဖြစ်သူဘီလီယနာဝန်ကြီးချုပ်ဟောင်းသက်စင်ရှနာဝထရာထံမှလမ်းညွှန်မှုများရယူခဲ့တယ်လို့လည်းအထိုက်ခံပြည်သူပါတီကဆွဆဲထားကြောင်းသိရှိရပါတယ်ရှင်။ ဆက်လက်တင်ဆက်မယ့်သတင်းကတော့ဆော်ဒီရင်ကန်ယူကရိန်းဆွေးနွေးတဲ့သတင်းဖြစ်ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်အဆိုရအဖွဲ့ကကြောင်းဝင်ဆောင်ရွက်ပေးတဲ့စစ်ဆေးဆွေးနွေးမှုများရဲ့တစ်စိတ်တစ်ပိုင်းအဖြစ်အမေရိကန်နဲ့ယူကရိန်းအဆိုရကိုယ်စားလှယ်များဟာဆော်ရီအာရေဗျာနိုင်ငံတွင်ဆွေးနွေးမှုများလုပ်ဆောင်လျက်ရှိတယ်လို့သိရပါဗျ။ ရီယက်ဆွေးနွေးမှုတွင်ယူကရိန်းဘက်ကကိုစားပြုတဲ့ကာကွယ်ရေးဝန်ကြီးရက်စတန်အိုမီရော့ဖ်ကအကြိုရလထွက်ပေါ်သောဆွေးနွေးမှုများဟာတနင်္ဂနွေနေ့ညပိုင်းတွင်အဆုံးသတ်ခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။ အစောပိုင်းတွင်ယူကရိန်းသမ္မတဆလန်စကီကရုပ်သံထုတ်ပြန်ချက်တစ်ခုမှပြောဆိုရာတွင်မိမိတို့ကိုယ်စားလှယ်အဖွဲ့ဟာလုံးဝအပြည့်သဘောဆောင်တဲ့သဘောထားဖြင့်စာဝန်နေကြောင်းနဲ့ဆွေးနွေးပွဲစကားဝိုင်းဟာအလွန်အသောဝင်ပြီးကိုယ်စားလှယ်အဖွဲ့ရဲ့လုပ်ငန်းတာဝန်များကိုဆက်လက်လှုပ်ဆောင်နေစေဖြစ်တယ်လို့ပြောကြားခဲ့ပါရှင်။ထပ်မံတင်ဆက်ပေးမှာကတော့အမေရိကနဲ့ရုရှားတို့ဆော်ဒီအာရေဗျာမှာဆွေးနွေးပွဲအသစ်ပြုလုပ်တဲ့တဲ့ရင်ဖြစ်ပါတယ်။ အမေရိကနဲ့ရုရှားတို့ဟာယူကရိန်းအရေးနဲ့ပင်လယ်နဲ့သဘောတူညီချက်ကိုပုံမူတိကျစွာအတိမပြုမီဆော်ရီအာရေဗျာမှာဆွေးနွေးပွဲအသစ်ထပ်မံပြုလုပ်နေပြီဖြစ်တယ်လို့သိရပါဗျ။ရုရှားနဲ့တွေ့ဆုံဆွေးနွေးမှုကိုတနင်္ဂနွေနေ့ကဆော်ရီမှာယူကရိန်းနဲ့အမေရိကတို့ရဲ့တွေ့ဆုံမှုအပြီးပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့လည်းသိရပါဗျ။ ပြီးခဲ့တဲ့သတင်းဘက်ကလည်းအမေရိကန်သမ္မတထရန်ဟာရုရှားသမ္မတဗလာဒီမာပူတင်နဲ့ယူကရိန်းသမ္မတဇလန်စကီတို့ကိုအင်္ဂါအနေနဲ့ပေါ်တဘူးနေများကဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့တယ်လို့သိရပါဗျ။အမေရိကန်ကိုယ်စားလှယ်အဖွဲ့အားအင်ဖြူရောနိုင်ငံတော်လုံခြုံရေးကောင်စီမှအကြီးတန်းညွှန်ကြားရေးမှူးအန်ဒရူးပစ်နဲ့နိုင်ငံသားရေးဌာနမှအကြီးတန်းအရာရှိမိုက်ကယ်အန်တမ်တို့ကဥဆောင်ခြင်းဖြစ်ကြောင်းဖော်ပြခဲ့ပါတယ်။ ရုရှားကိုယ်စားလှယ်အဖွဲ့ကမူဖက်ဒရယ်ကောင်စီနိုင်ငံခြားရေးရာကော်မတီရဲ့ဥက္ကဋ္ဌနဲ့တန်တမန်ဟောင်းတဦးဖြစ်တဲ့ဂရီဂိုရီကာရာဆင်ကဦးဆောင်ပြီးဖက်ဒရယ်လုံခြုံရေးအဖွဲ့ဒါရိုက်တာရဲ့အကြံပေးပုဂ္ဂိုလ်စာကြည့်ပြီးစီတာလဲပါဝင်ကြောင်းသိရှိရပါတယ်ရှင်။နောက်ထပ်တင်ဆက်မယ့်သတင်းကတော့မက်ဆီကိုရင်ရင်းဒစီရှိုးရဲထိုးကြပြီးလူစနအုပ်ထပ်မနေသေးဆုံးတဲ့သတင်းဖြစ်ပါတယ်။ မက္ဆီကိုနိုင်ငံအမြောက်ပိုင်းတွင်တနင်္ဂနွေနေ့ကဖင်ကားတစီရှိုရဲထိုးကြခဲ့ကမိတောက်လောင်ခဲ့မှုကြောင့်လူဆန္ဒဦးသေးဆုံးပြီး၄ဦးထဏ်ရာရရှိခဲ့ကြောင်းနဲ့၎င်းဖြစ်စဉ်ကြောင့်ပဝင်းကျင်ရှိတစ်တော်နယ်မြေမိလောင်မှုဖြစ်ပွားခဲ့ကြောင်းပြည်내အာဏာပိုင်များကပြောကြားခဲ့ပါသည်ဖြစ်စဉ်ဟာအမေရိကနဲ့နယ်နိမိတ်ထိစပ်နေတဲ့နိုင်ငံမြောက်ပိုင်း New Evolino ပြည်နယ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးပြည်နယ်မြို့တော် Montreal မှာအလန်းမကွာတဲ့နေရာတွင်ဖြစ်ပွားခဲ့ပါတယ်။ ရင်မတော်တဆဖျားခြင်းဟာစပိုင်းဆိုင်ရာချုပ်ရဲမှုကြောင့်ဖြစ်ပေါ်ရကြောင်းမြူနီစီပယ်နယ်မြေစန်တီရာခိုမြို့တော်ဝန်ဒေးဗစ်ဒယ်လာပီနာက ပြောဆိုခဲ့ကြောင်းလည်းသိရပါရရှင်။နောက်ဆုံးတင်ဆက်ပေးမှာကတော့စစ်တီ9000ပါတော့ပူးတွဲဆည်ရည်လေးခြင်းမှုဖိလစ်ပိုင်နစ်ကမ်စတင်တဲ့တရင်ဖြစ်ပါတယ်။ဖိလစ်ပိုင်နဲ့အမေရိကန်စစ်သည်များဟာရတရဘတ်၃ဘတ်ကြာမြင့်မဲ့ပူးတွဲစည်ရေးလေးခြင်းမှုကိုတနင်္လာနေ့ကစတင်လိုက်ပြီးစည်ရေးလေးခြင်းမှုဟာနေမြေကာဝေးရေးနဲ့ တပ်ဖွဲ့များအများပြားဖြန့်ကျက်ကုကဲခြင်းဆိုင်ရာလေ့ကျင့်မှုများကိုအဓိကထားလို့ဆောင်ကြောင်းဖိလစ်ပိုင်စစ်တပ်ကပြောကြားခဲ့ပါတယ်။ဖိလစ်ပိုင်ကြီးတပ်နဲ့ American Pacific တပ်မဟာမှစစ်သည်9000ဝန်းကျင်ဟာယခုနှစ်ရဲ့ Exercise Selenic စစ်ရေးလေ့ကျင့်မှုပထမအဆင့်တွင်စစ်တိုက်ခြင်းနဲ့ကျွမ်းကျင်မှုဖလှယ်ခြင်းလေ့ကျင့်မှုများကိုလှုံ့ဆော်သွားမှာဖြစ်ပါတယ်။စီရီလီချင်းမှုရဲ့ဒုတိယအဆင့်ကိုယခုနှစ်ကုန်ပိုင်းတွင်ပြုလုပ်သွားရန်စီစဉ်ထားကြောင်းလည်းသိရှိရပါပါတယ်ရှင်။